မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မယန်းကုန်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ် gate ကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ19ရက်နေ့မနက်7:20မိနစ်ခန့်မှာမယန်းကုန်းမြို့နယ်ကပ္ပိုင်းပြားလန်းနဲ့ဆွဲတော်လန်းထောင်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဝင်အဝင်ဂိတ်ကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်များဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို God's Hand Force GHF အဖွဲ့က M043 စစ်စင်ရေးရဲ့ဒစိမ့်ဒရီသားအဖြစ်အထမအကြိမ်မြောက်လုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့မျိုးပြမှာအကြမ်းဖက်စစ်ကောင်စီအနေနဲ့လုံးဝအုပ်ချုပ်ခွင့်မရစေရစစ်ကောင်စီရဲ့တောက်တိုင်များကိုရိုက်ချိုးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အညီတိုက်ခိုက်နေခြင်းကြောင့် ပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့တောက်တိုင်များလုပ်ငန်းဌာနများစစ်ကောင်စီရဲ့အထိုင်ကင်းများလှည့်ကင်းများနဲ့ဝေးရာကနေရှောင်ရှားသွားကြပါယံ God's Hand Force GHF အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မွန်ပြည်နယ်စံပြကျေးရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ယာယီအထိုင်းစကမ်းကိုဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်ကြီးလိုင်ဝင်းထော့အပါဝင်ငါးဦးတိတ်ဆုံးပြီးတနက်နက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ18ရက်မနက်4:30မိနစ်အချိန်မှာရင်းမြို့ ရေးတန်ဖြူစရက်ကားလမ်းမပေါ်စံပြကြေးရွာအနီးမှာတက်ဆွဲထားတဲ့အကြံဘတ်စစ်တပ်ရဲ့ခမရ988တပ်ရင်းကယာယီအထိုင်းစခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့အများကတွားရောက်တိုက်ခိုက်တဲ့အချိန်မှာကင်းလက်ရန်ဆင်းလာတဲ့အကြံဘတ်စစ်သားများနဲ့မျက်နှာချင်းဆိုင်တွေ့ရှိကအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နှစ်ဖက်ထိပ်တွေ့တိုက်ပွဲအတွင်းမှာအကြံဘတ်စစ်တပ်ဘက်ကဗိုလ်ကြီးလိုင်ဝင်းထော့အပါအဝင်၅ဦးတိုက်ဆုံခဲ့ပြီး၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ဆုံဒဏ်ရာရစစ်ကောင်စီတပ်သားများကိုလူနာတင်က၄စီးနဲ့ ရေးမျိုးပြည်သူစေယုံကြီးကိုတဲဆောင်သွားတယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းမဲ့စစ်သားများအုံပြုတဲ့ MA1 အမျိုးအစားတနက်တလာ MA2 အမျိုးအစားတနက်တလာတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာခမရ136တိုက်ရင်းက 81မမလမ်းနဲ့ကြီးနဲ့၄ချိန်ပြစ်ကူပေးခဲ့ပြီးတော့၃လုံးဟာစံပြကြီးရွာအတွင်းကိုကြက်ရောက်ပေါက်ကွဲခဲ့ပြီးနေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုပြည်သူ့ကာကွယ်တပ်မတော်ဒေါနာတက်ရင်တက်ရင်လုံခြုံရေးတပ်ခွဲဒေါနာတက်ခွဲ၃ရေးပြောက်ကြားတပ်ခွဲ 1GF တပ်ခွဲဗျူဟာ33အထူးစစ်စင်ရေးတပ်ခွဲမွန်ပြည်တော်လှန်ရေးတပ် MSRF KNLA တက်ရင်နဲ့ဆက်ခွန်မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေးအဖွဲ့ NMSPAD မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တရင်တင်နဲ့ YPDF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Federal Democracy ရရှိရေးအတွက်တပ်ဖွဲ့ဝင်နှစ်ဦးမြင့်မြတ်စွာအသက်ပေးလူခဲ့ရကတအူးကတော့မစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်တရက်ကွာပြူစောတိရွာကိုရိတ်ခါပို့ဆောင်ပေးသူများကိုမြန်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ16ရက်နေ့မှာမြန်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကရဲဘော်များဟာအကြမ်းဖက်စစ်တပ်ကချောဆွဲရန်ဖမ်းဆီးထားတဲ့ကားများကိုစောင့်ကြည့်ပြီးတော့သတင်းအတိအကျရတဲ့အချိန်မှာတရက်ကွာပြူစောတိရွာကိုရိတ်ခါပို့မဲ့ light truck က2စီးနဲ့စံအိတ်58 စား90 kg တအိတ်တို့ကိုပို့ဆောင်ပေးမဲ့ကားတစ်ပါးများကိုကြားဖြတ်ပြီးတော့ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျာ အဲ့ဒီဖန်စီရမိတဲ့ကားပိုင်ရှင်နဲ့ကားသမားများကိုလိုအပ်တာများကိုစစ်ဆေးမေးမြန်းပြီးတော့ပြန်လွှတ်ပေးခဲ့ပြီးရိတ်ခါများကိုတော့တင်းစီခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖန်စီမှုကိုမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသိရှိရပါဗျ။ဖန်စီထားတဲ့သူတွေကပြည်သူတွေမဟုတ်လို့ပြန်လွှတ်လိုက်ပါတယ်။နောက်ထပ်ပြူစော်ရီရွာတွေကိုအခုလိုမျိုးရိတ်ခါပို့လို့မရဘူးဆိုတာကိုသိစေချင်ပါတယ်လို့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနောက်ပိုင်းဆောင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။မြန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာပခုတ်ကူမြို့အခြေစိုက်တပ်မတရတက်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြည်သူပိုင်ကားများကိုချောဆွဲပြီးတော့ပြူစောတိရွာများကိုရိတ်ခါပို့ရန်လှုံ့ဆောင်နေမှုများကိုဆက်လက်ပြီးတော့စောင့်ကြည့်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့ကိုအကြမ်းဖက်စစ်တပ်က16ရက်နေ့မွန်လွယ်ပိုင်းမှာလေကြောင်းနဲ့ထပ်မံဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ်နေအိမ်ဆယ်လုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ19ရက်နေ့မွန်လွဲ2နာရီ5မိနစ်ခန့်မှာအကြမ်းဖက်ဆက်တက်က Jet Fighter နှစ်စီးနဲ့နောင်ချိုမြို့ပါဟက်ရက်ကွက်ကိုပေါင်900ဘုံတစ်လုံးနဲ့ပေါင်300ဘုံနှစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်ဆယ်လုံးပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲ19ရက်နေ့မနက်အစောပိုင်းကလည်းအကြမ်းဖက်ဆက်တက်ရဲ့လေကြောင်းနဲ့တိုက်ခိုက်မှုကြောင့် အသက်၈နှစ်အရွယ်ကလေးငယ်တအူးအပါဝင်တားဖတ်၃ဦးပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပြီးတော့၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။တီဘောမျိုးကိုတောင်းတက်မရောကအော်တိုဘလာ၁၂ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့1027ဆက်စင်ရေးဒုတိယပိုင်းအတွဲမှာနောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်မျိုးများကို PSLF TNL ကသိမ်းပိုက်ပြီးတဲ့နောက်တိုက်ပွဲများရပ်တန့်နေတော်လဲအကြမ်းမဲ့စစ်တပ်ကလေချောင်းကနေတဆက်နေ့စဉ်လာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်နေတယ်လို့ TNL ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘူးတလင်မြို့နယ်ဆယ်ဝါအုပ်စုခြေရွာ၃ရွာကအင်ဂျီ60ခန်းကိုစစ်ကောင်စီအုပ်စုကမိရှုပ်ဖျက်ဆီးပြီးတော့အမျိုးသားတအုပ်ကိုနှိပ်စက်တပ်ဖြတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘူးတလင်ဆယ်ဝါအုပ်စုမှာရှိတဲ့ဆယ်ဝါရွာသစ်ဆယ်ဝါရွာဟောင်းနဲ့အိုင်ပေါင်းချောင်စတဲ့ရွာ၃ရွာကအင်ဂျီ60ခန်းကိုစစ်ကောင်စီအုပ်စုကမိရှုပ်ဖျက်ဆီးခဲ့တာဖြစ်ပြီးတော့ဆယ်ဝါရွာကအသက်30ခန်းအရွယ်အမျိုးသားတအုပ်ကိုနှိပ်စက်တပ်ဖြတ်သွားတယ်လို့ဆိုပါတယ်။ ဆယ်ဝအုပ်စု300ပေါ့အဲ့ဒီ300ကတော့အင်ဂျီ60လောက်တော့ရှိမယ်ထင်တယ်300ပေါင်းစီပါကိုတော့မရောက်ပြည့်သေးတော့အရေးအတွက်ကိုတော့မသိရသေးဘူးလို့ဘူးတယ်လေမြို့နယ်ကဒေသခံတူကပြောပါတယ်အော်တိုဘာလ19ရက်နေ့မနက်ပိုင်းမှာဆယ်ဝရွာကနေစစ်ကောင်စီအုပ်စုစစ်ကြောင်းထွက်ခွာသွားပြီးတဲ့နောက် ဆယ်ဝရွာအတင်းအသက်35နှစ်အရွယ်အမျိုးသားတအူးနှိပ်စက်တက်ဖြတ်ခဲ့တာကိုတွေ့ခဲ့ရတယ်လို့ဒေသခံတအူးကပြောပါတယ်။ဒါအပြင်ဆယ်ဝရွာဒေသခံအမျိုးသမီးကြီးတအူးလည်းပျောက်ဆုံးနေပြီးတော့စစ်ကောင်စီအုပ်စုဖမ်းသွားတဲ့အထက်ပါမပါဆိုတာမသိရသေးဘူးလို့ဆိုပါတယ်။အမျိုးသားတအူးတက်ခံလိုက်ရတာနှိပ်စက်ပြီးတော့မှတတ်ထားတာနေမှာအခုကပုတ်ပွနေတော့ကျွန်တော်တို့လည်းအနာတော့မကတ်နိုင်တော့ဘူး။မျက်နာတွေကညိုပုတ်ပြီးတော့မျက်လုံးတွေပါထွက်နေတာလို့ဒေသခံတအူးကပြောပြခဲ့ပါတယ်။အော်တိုဘာလ12ရက်နေ့မှာဘူးရလင်မျိုးပေါ်ကပြည်သူ6ဦး ော်တိုဘားလ73ရက်နေ့မှာမြောက်ကြီးရွာကပြည်သူခဏဦးတက်လိုင်းရွာကပြည်သူတအုံးနဲ့အော်တိုဘားလ79ရက်နေ့မှာဆယ်ဝရွာကပြည်သူတအုံးထပ်မံတပ်ဖြတ်ခံလိုက်ရလို့စုစုပေါင်းပြည်သူ15ဦးအထိစစ်ကောင်စီအုပ်စုကတပ်ဖြတ်ထားပြီးဖြစ်တယ်လို့ဒေသခံတွေကပြောပါရတယ်။အော်တိုဘားလ72ရက်နေ့ကဘူးတလင်မျိုးပေါ်ကနေစတင်ထွက်ခွာလာတဲ့စစ်ကောင်စီအုပ်စုစစ်ကြောင်းကဝင်သမျှရွာတွေကိုမိရှုဖြတ်စည်းထားခဲ့ပြီးတော့မြောက်ကြီးနဲ့စီပါရွာကိုလည်းမိရှုထားခဲ့တာဖြစ်ပါတယ်။မီးလောင်ပြက်စီးမှုအရေးဘက်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ 19ရက်နေ့မနက်ပိုင်းမှာတော့စစ်ကောင်စီအုပ်စုရဲ့စစ်ကြောင်းဟာဆယ်ဝရွာကနေတဆင့်ဆိုင်ပြင်လေးရွာကိုရောက်ရှိနေပြီးတော့ဆိုင်ပြင်လေးရွာအနီးကညောင်ကန်ရွာကိုနေလေ3နာရီဝင်းကျင်က MI35 ရဟိုင်ရဲ့ဒဇီးနဲ့လေချောင်းကနေပြစ်ခတ်နေတယ်လို့ဆိုပါရယ်စစ်ကောင်စီအုပ်စုကစစ်ကြောင်းတလျှောက်မှာပြည်သူအယောက်90ခန်းကိုဒဇာကန်လူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ခဲရန်ပစ္စည်းတွေကိုလည်းတဲဆောင်ခိုင်းနေတယ်လို့တချို့အမျိုးသားတွေဆိုရင်စစ်ကောင်စီအုပ်စုကသူတို့ရဲ့စစ်တုံးဆောင်ပစ္စည်းတွေကိုလည်းဝစ်ခိုင်းထားတယ်လို့ပြောပါရယ်စစ်ကောင်စီအုပ်စုရွာစဉ်လှည့်ပြီးတော့စစ်ကြောင်းထိုးနေလို့ပြည်သူတွေလည်းစစ်ကြောင်းမရောက်ခင်ကတည်းကကြိုတင်ရှောင်နေကြရပြီး အခုဆိုရင်တင်းရှောင်နေရတဲ့ရွာတွေပုံမုံများပြားလာတယ်လို့ဆိုပါတယ်အခုဆိုရင် စစ်ကောင်စီအုပ်စုကဘူးတယ်လဲမြို့ရဲ့အနောက်မြောက်ဘက်မှာရောက်ရှိနေပြီးတော့ညောင်ကန်မောင်းထောင်စိုင်ပြင်းလေးကျောင်းရွာထဒန်းလွဲ့တဲရှမ်းတဲမျောတော်တက်လိုင်းပဲမြင့်တော်အရှိရွာအနောက်ရွာဆယ်ဝဆယ်ဝရွာတဲ့ရွာရှိနေစီပါစတဲ့ရွာတွေအပြင်ရွာပေါင်းဆယ်ရွာကျော်ကဒေသခံပြည်သူတွေဟာစစ်ကောင်စီအုပ်စုရန်ကနေလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ